မြန်မာနိုင်ငံမှာကျင်းပမဲ့2025အထွေထွေရွေးကောက်ပွဲက2030အထွေထွေရွေးကောက်ပွဲပြီးနောက်ပိုင်းပေါ်ပေါက်ခဲ့တဲ့နိုင်ငံရဲ့အပြောင်းလဲအခင်းကျင်းမျိုးဖြစ်လာနိုင်သလားဆိုတဲ့ပေါ်စီးရင်းနဲ့နိုင်ငံအကဲခတ်တွေကြားသုံးသပ်နေကြပါတယ်။မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း၂026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲလုံအစိုးရတစ်တရက်ကိုတော့တမတော်နဲ့ UFDP ပါတီကတော့ဥဆောင်ဖွဲ့စည်းလာနိုင်တာကြောင့်ဘလို့ပြောင်းလဲမှောင်ဖြစ်နိုင်ဘူးဆိုကပြည်သူလူထုအများစုကယူဆထားကြပြီးရွေးကောက်ပွဲပေါ်စိတ်ဝင်စားမှုနည်းနေတာဖြစ်တယ်လို့နိုင်ငံရေးဒေသကြီးသူတွေကထောက်ပြကြပါဗျာ။ 2010အထွေထွေရွေးကောက်ပွဲအခင်းကျင်းဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ပထမဆုံးကွင်းခွင့်ကစားပွဲဖြစ်ကြောင်းရွေးကောက်ပွဲအလွန်ပေါ်ထွန်းလာတဲ့လွှတ်တော်နဲ့အစိုးရကလည်းညှိနှိုင်းတိုင်ပေပြီးမှနိုင်ငံအပြောင်းလဲဖော်ဆောင်နိုင်တာဖြစ်တယ်လို့ရခိုင်ဦးဆောင်ပါတီမဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်2010အခင်းကျင်းချက်ပုံမိုးပုံမိုးပေါ်ထွန်းလာတဲ့ဖြစ်ကြောင်းနော်အနာကရည်ညွှန်းချက်ပါတယ် ရှင်းလန်းဖြစ်နိုင်တယ်။တနည်းအားဖြင့်ပြုပြင်ပြောင်းလဲမှုနဲ့အတူအတွင်ပြောင်းမှုတွေပါမယ်။ဒါကတော့၂၅ရွက်ကောက်မှုအလွန်ခင်းကျင်းကလေးပဲ။ခုနလိုခင်းကျင်းမျိုးထပ်ပို့ပြီးတော့ကျွန်တော်တို့သုံးသပ်တာလေ။ပါတီကြီးတစ်ခုကြီးသွားတဲ့နော်ဒုဒ္ဒနီညိုရေဒုဒ္ဒပြန်လေရေကြားစီကိုစောင့်ချလုပ်ခဲ့တယ် 弄得那些谁看见，无论是当地啊，干的拥护的民间，对，弄 <noise> 得，无论是国家谁派的，民间的能啊，路这个目的的，肯定还有发展民主制，一样如果，虽然嘛，地上多嘞，人口多啊么，弄得，那同样是搞路，那路啊，有 a 难，很多的车不哩，就塞拥挤啊。 လက်ရှိကျင်းပမယ့်ရွေးကောက်ပွဲဟာ2010 2015 2020 2020အထွေထွေရွေးကောက်ပွဲအနေနိုင်ရှင်ရင်ငြိမ်ငြိမ်သက်သက်ဖြစ်နေကြောင်းပြည်သူလူထုမဲမဲများလာပြီးရင်2010အခင်းကျင်းထက်ပိုနိုင်တဲ့အနေအထားမျိုးမျှော်လင့်နိုင်တယ်လို့နိုင်ငံရေးလှစ်လာတုံးသက်သူဦးထောင်ကျော်ကစီရင်တဲ့ဆန္ဒကိုပြောပါတယ်ကျွန်တော်တို့ဤလာလို့ရှင်လဲအဲတောင်းလဲရရှိနိုင်တယ်ပေါ့ကဲဒီပြည်သူလူထုကမဲမဲများဖတ်ပြီးတဲ့ resolution မှာတိုက်ခိုင်ရအောင်ထိုက်တယ်မလို့နိုင်တယ်နိုင်မယ့် solution ကျွန်တော်တို့က2010ထက်ကိုပိုပြီးတော့မှ အပူတာတဲ့အခင်းအကျင်းတခုဆိုကျွန်တော်တို့မျော်လင့်လို့ရနိုင်တယ်ပေါ့2010အခင်းအကျင်းကြတော့ကျွန်တော်တို့ကတကယ်အရှိမဘာဖြစ်မှန်းမသိဘူးဒါလိုပဲဟိုအပြောင်းလဲတစ်စုံတရာတော့ရှိသွားနိုင်ကောင်းပါရဲ့ဆိုတဲ့စိတ်ကူးနဲ့ပဲကျွန်တော်တို့ဝင်ရတာပေါ့ဒီတစ်ခေါက်ကျတော့ဘလောက်အထိဖြစ်နိုင်လဲဘလောက်အထိမဖြစ်နိုင်ဘူးဆိုတဲ့အခင်းအကျင်းကိုကျွန်တော်တို့ကတိတိတတ်တတ်သိထားပြီးတာပေါ့နော်တိတိတတ်တတ်သိထားပြီးတော့ဒီဒီလောက်ကိုဘလောက်အထိကျွန်တော်တို့ကသွား ပြီးတော့မှအဲမဖြစ်နိုင်ဆုံးကိစ္စတွေကိုဘယ်လောက်ထိတွန်းနိုင်မလဲဆိုတဲ့အပိုင်းကြတော့အတိုက်ခံအားစုတွေဘယ်လောက်ဒီရွတ်တော့ပွဲမှာနိုင်တယ်လဲဆိုတာအပေါ်မှာလည်းအဲသွားပြီးချိန်ဆက်နေကြပါလို့ခလာနဲ့တည်နေတဲ့အခါကျတော့ဒီလူလူမဲများများလာပြီးမဲ့ဆိုလို့ရှိရင်တော့2020ခင်းကျင်းထက်ပိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရမယ်လို့ညွှန်လဲရပါတယ် မြန်မာနိုင်ငံမှာကျင်းပမယ့်2025အထွေထွေရွေးကောက်ပွဲဟာနိုင်ငံရဲ့အလှည့်အပြောင်းကိုဖြစ်စေမယ်လို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။အဲဒီနောက်ရွေးကောက်ပွဲလုံအစိုးရကိုမြန်မာတပ်မတော်နဲ့ UNDP ကဦးဆောင်တဲ့အစိုးရပုံစံဆိုတဲ့အတိုင်းအမျိုးသားညီညွတ်ရေးအစိုးရပုံစံဖွဲ့စည်းပေါ်ပေါက်လာစေလို့ကြောင်းပြည်သူလူထုကထောက်ပြကြပါတယ်။ တဖက်မှာလည်းရွေးကောက်ပွဲလုံးပေါ်ပေါက်လာမယ့်အရသာအဆိုးရွားပြင်းထန်ကြဲပြန့်နေတဲ့လက်နက်ကင်ပဏိပခအတွင်အုတ်ချုပ်ရေးရန်စရာကိုအာဏာတက်ရအောင်မဖော်ဆောင်နိုင်ပါကတမတော်ကိုတဖန်ပြန်လဲအားကိုးရမယ့်အခြေအနေရောက်ရှိနိုင်တယ်လို့နိုင်ငံရေးဒေသသူတွေကထောက်ပြကြပါဗျာ။